မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငန်းစုံမြို့နယ်ငန်းစုံမြို့သားလမ်းပိုင်းမှာ ဖောကနဲ့လိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သား၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမလာ၂၅ရက်နေ့ညနေ၃နာရီခန့်ကငန်းစုံမြို့ပေါ်ကနေမြို့သားမြို့ဘက်ကိုဖောကတစည်းနဲ့လိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်40ခန့်ကိုငန်းစုံမြို့သားလမ်းမိုက်တနေရာအယောက်မှာပေပါမိုင်းနှလုံးနဲ့မိုင်းဆွဲတက်ခတ်ရာစစ်ကောင်စီတပ်သား၄ဦးနေရာမှာတင်ပွဲချင်းပြီးသေဆုံးပြီး၆ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ဖောကနဲ့ထွက်လာတာကိုငန်းစုံနဲ့မြို့သားကြားမှာပေပါမိုင်းနှလုံးနဲ့ဆွဲလိုက်တာ ကားကိုအလဲတဲ့တဲ့မှာမိတယ်၄ဦးကတော့ပွဲချင်းပြီးသေးတယ်၆ဦးကတော့မြို့သားစေယုံမှာစေကူတာနေရတယ်ကားလေးဆိုရင်တော့အဲ့ဒီနေရာမှာတင်ပျောက်သွားနိုင်တယ်ဖောကားဆိုတော့ထိခိုက်ပြီးတော့ထိုးရက်သွားတာတော့ပဲရှိခဲ့တယ်ကင်းမုံတွေဂျားတွေကနေပြီးတော့မိုင်းဆွဲခဲ့တာပါအန်ရကင်းကင်းနဲ့တော့ပြန်ဆုတ်နိုင်ခဲ့တယ်ကားပေါ်မှာကအယောက်၄၀လောက်ပါတာလို့ နဂနီပြောက်ကြားတပ်ဖွဲ့မြင်းညာကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုနဂနီပြောက်ကြားတပ်ဖွဲ့မြင်းညာတပ်ဖွဲ့ဝင်များကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေးစကြုံမြို့နယ်မင်းရွာကျေးရွာမှာရှိတဲ့စစ်တပ်စခန်းနဲ့မြင်းညာမြို့ပေါ်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလေးရက်ဆက်တိုက်ဒရုန်းနဲ့ဘုံသီးအလုံးကြီး200ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီဇင်ဘာလ16ရက်နေ့ကနေပြီးတော့ဒီဇင်ဘာလ19ရက်နေ့အထိရေစကြုံမြို့နယ်မင်းရွာကျေးရွာမှာတုံးနဲ့ကြောင်ထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းနဲ့မြင်းညာမြို့ကအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုက်တပ်ဖွဲ့များက face wind drone 20စီးမာတီ20နဲ့ဘုံဒီအလုံးကြီး200ကျော်ကျဲချတိုက်ခတ်ခဲ့ပြီးတော့ 60မောင်းမှာလက်နက်ကြီးများနဲ့လည်းပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုစီရင်ကိုတော့အတိပြုတ်နိုင်ခြင်းမရှိသေးပဲတော်လိုင်းရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲဒီသမားလ19ရက်နေ့မှာရေလဲကျွန်းဒေသကိုစစ်ကြောင်းထိုးလာတဲ့တီရာရွတ်မုံဦးဆောင်တဲ့ပြူစောတိစစ်ကြောင်းကိုလည်းတော်လိုင်းတပ်ဖွဲ့များက Face Wing Drone 6စီးနဲ့ဘုံဒီဆယ်လုံးကျဲချခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာ Face Wing Drone 5စီးပြက်ကြပြက်စီးခဲ့ရတယ်လို့သိရပါဗျ။ ၎င်းတိုက်ခိုက်မှုကို ရေစကြိုဘက်ကပါသခိုင်းခရိုင်တရင်များနဲ့မဟာမိတ်ညီနောင်များကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဆယ်လီဖြူဖြူထွေးဖြော်ပြမယ်အေယာဝတီတိုင်းဖြာပုံမြို့ကလွတ်လပ်ရေးနေဖြော်ပြပွဲအတွက် ချိုးတင်ဝယ်ယူထားတဲ့လက်မှတ်တွေကိုပြန်လည်ရောင်းချတာတွေနဲ့စုပ်ဖြဲတာတွေလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖြာပုံမြို့မှာကျင်းပါမယ်။89နှစ်မြောက်လွတ်လပ်ရေးအောင်ပွဲအချို့ပျော်ဝဲရှင်ပွဲမှာဆယ်လီဖြူဖြူထွေးကဒီဇင်ဘာလ30ရက်နေ့မှာဖျော်ပြဖို့ရှိနေတယ်လို့သိရပါတယ်။ဒီဇင်ဘာလ23ရက်နေ့ကစေးပီယုတ်စီအွန်လိုင်းကြော်ညာရိုက်ကူးရမှာလူလူခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုစော်ကားတယော်ခဲ့တယ်ဆိုပြီးတော့ဆယ်လီဖြူဖြူထွေးကိုအွန်လိုင်းပေါ်မှာအများပြည်သူတွေရဲ့ဝေဖန်ကြောက်ဝတ်မှုတွေဟာမြင့်တက်နေခဲ့တယ်လို့သိရပါတယ်။ ဖျားပုံမြို့ကန်တအူးကသူလှုပ်ထားတာကြီးကအတိတာကြီးလေဒါကြောင့်ယွန်မုံသွားကြတာငွေရတိုင်းသူများခိုင်းတိုင်းလုံနေတာဒေါ်ဆန်းစုကြည်လိုမျိုးလူလူခေါင်းဆောင်ကိုလှောင်ပြောင်တာတေယောတာကတကယ်ကိုမဟာအမားပဲ အခုတော့သူ့ရဲ့အမာခံပြိသက်တွေတောင်မှလက်မှတ်တွေကိုစုပ်ဖြဲတာတွေပြန်ရောင်းတာတွေလုပ်နေကြတယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီကြော်ညာထဲမှာဖြူဖြူထွေးကမဲတော်တယောက်အဖြစ်နဲ့တေးဥဆောင်ထားပြီးတော့ပန်းပန်နာနဲ့မြမဝစ်ဆောင်အဖြူဝမ်းဆက်ကိုဝစ်ဆင်ထားတာတွေအပြင်ဇန်ညုံး dialogue ခဲမှာ89နဲ့ဒိုးတော့ဆိုတဲ့အတုံးတုံးတွေကိုထည့်ပြောထားတာကလူလူခေါင်းဆောင်ဒေါ်ဆန်းစုကြည်ကိုပုံဖော်ထားပြီးတော့အသက်ကိုလည်းရည်ရွယ်ချက်ရှိရှိနဲ့ထည့်ပြောခဲ့တာလို့ social media တုံးဆွဲသူအများစုကဝေဖန်ကန့်ကွက်ခဲ့ကြတာကိုတွေ့ရပါတယ်။အမှုပညာရှင်တယောက်က လုံပြီးရင်တောင်းပန်တာကတော့သူတို့လုံနေကြပါနာမည်ရတဲ့လူတယောက်ကဘာလို့လို့စဉ်းစားချင်းချင်းတုံးသက်ရပါမယ်သူ့ကိုမုန်းလို့ပြောတာမဟုတ်ဘူးငွေမျက်နှာတစ်ခုတည်းမကြည့်ဖို့နဲ့ကိုကအမှုပညာရှင်ဖြစ်လို့အခုလိုကာလာကြီးမှာ အထူးသတိထားတဲ့နယ်လို့ပြောဆိုခဲ့ပါတယ်ဒီဇင်ဘာလ25ရက်နေ့မနက်ပိုင်းမှာအဲ့ဒီဗီဒီယိုကို ဖြူဖြူတွဲကသူ့ရဲ့ YouTube Channel နဲ့ Facebook Page ကနေပြီးတော့ဖြုတ်ချခဲ့ပြီးဒီဇင်ဘာလ25ရက်နေ့နေ့လယ်ပိုင်းမှာတော့ဖြူဖြူတွဲနဲ့ဇန်ညိုရေးဆရာဆိုသူကသူတို့ဘသူ့ကိုမှစော်ကားလိုစိတ်မရှိခဲ့ပဲရိုးရိုးသားသားရိုက်ကူးခဲ့တယ်ဆိုပြီးတော့တောင်းပန်စကားပြောထားတဲ့ဗီဒီယိုဖိုင်ကိုဖြူဖြူတွဲရဲ့ Page ကနေပြီးတော့တင်ပြီးတောင်းပန်စကားပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းကမ္မမြို့ပေါ်ကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကကမ္မဈေးကို ဖောက်ထွင်းပြီးတော့ပြည်သူဝိုင်းပစ္စည်းများကိုခိုးယူနေတဲ့အတွာတော်လိုင်းတပ်ဖွဲ့များက drone လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလာ26ရက်နေ့မှာကမ္ဘာမြို့ပေါ်ကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကကမ္ဘာဈေးကိုဖောက်ထွင်းပြီးတော့ပြည်သူဝိုင်းပစ္စည်းများကိုခိုးယူနေတဲ့အတွာတော်လိုင်းတပ်ဖွဲ့များက drone လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများဖောက်ထွင်းခိုးယူသွားတဲ့ပစ္စည်းအရေအတွက်နဲ့တံမိုးကိုတော့အတည်ပြုနိုင်ချက်မရှိသေးဘူးလို့ပြောပါတယ်။ဒါအပြင်တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအခြေအနေကို လည်းဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးတွေခိုးယူသွားတဲ့ပြည်စည်းအရေးအတွက်နဲ့တံမိုးကိုကျွန်တော်တို့တွေအတိမပြုတ်နိုင်သေးပါဘူး။စစ်ခွေးတွေကိုလက်နဲ့ကြီး drone တွေနဲ့တိုက်ခိုက်ခဲ့တာတွေရှိပါတယ်။စစ်ခွေးတည်တဲ့စီးရင်ကိုလည်းဆက်လက်ပြီးတော့အတိပြုတ်နေပါတယ်လို့ဒေသခံတော်လိုင်းရေးသတင်းရေးမြစ်ကပြောဆိုထားပါဗျ။အဲ့ဒီပြည်သူပိုင်ပြည်စည်းများခိုးယူနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကမ္ဘာတပ်ပေါင်းစုအနေနဲ့မဟာမိတ်ကာကွယ်တပ်ဖွဲ့များနဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရဲ့မြို့တော်စစ်ကောင်စီအုပ်စုတွေကြီးစိုးထားတဲ့မုံရွာမြို့မှာပြန်ပေးဆွဲလူရက်ဓမြတိုင်းမှုတွေ၃ရက်ဇက်တိုက်ဖြစ်ပွားခဲ့ပြီးတော့ဒီသမားလ26ရက်နေ့မနက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ပြန်ပေးဆွဲမှုတစ်ခုအတွင်းမှာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတအူတပ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီအုပ်စုရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခလည်းရှိပြီးတော့စစ်ကောင်စီအုပ်စုနဲ့ပြူစောထီတွေကြီးစိုးထားတဲ့မုံရွာမြို့မှာဒီသမားလ24 25နဲ့26ရက်နေ့တွေမှာ၃ရက်ဇက်တိုက် လူရမှုဒမြတိုက်မှုနဲ့ပြန်ပေးဆွဲတပ်ဖြတ်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဒီဇမလာ26ရက်နေ့မနေ့အစောပိုင်းမှာ မုံရွာမျိုးတလာရက်ကွက်မိုးကောင်းဖေးရလမ်းပေါ်ကလုပ်ငန်းရှင်အမျိုးသမီးတအုပ်ကိုလက်နဲ့ကင်ထားတဲ့လူလေးဦးကပြန်ပြေးဆွဲဖို့ဖမ်းဆီးရမှာထွက်ပြေးမိတဲ့အတွက်တနက်နဲ့ပြစ်ခတ် တပ်ဖြတ်ထားခဲ့ပြီးအိမ်စည်းကားကိုလူရမောင်းတဲ့ယူဆောင်သွားတယ်လို့မြို့ကန်တွေကပြောပါတယ်။ဓမြတိုက်တာမဟုတ်ဘူးပြန်ပြေးဆွဲဖို့လာတာကောင်မလေးကထွက်ပြေးတော့တနက်နဲ့လေးချက်ပြစ်ထားခဲ့ပြီးတော့သူတို့အိမ်ကကားကိုမောင်းပြေးကြတာလို့မုံရွာမျိုးကန်တအုပ်ကပြောပါတယ်။ပြန်ပြေးဆွဲတမားတွေရဲ့ပြစ်ခတ်မှုကြောင့်စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသူဟာအသက်40ကျော်အရွယ်မ မမုံစမ်းဖြစ်ပြီးတော့တာသမီ3ရဲ့မိခင်ဖြစ်တယ်လို့နှိဆက်သူတွေကပြောပါတယ်ဒီဇင်ဘာလ25ရက်နေ့ကလည်းမုံရွာမြို့စမှုဆောင်ရက်ကွက်ကကားဝါရှော့တစ်ခုဓမြတိုက်ခံရပြီးတော့ငွေကျပ်3400ကျော်ပါသွားတယ်လို့ဒေသခံသတင်းရင်းမြစ်တအုပ်ကပြောပါတယ်လက်နက်တွေလည်းပါတယ်ကားဝါရှော့ပိုင်ရှင်ကတော့အယိုက်ခံလိုက်ရတယ်ဝါရှော့မှာအလုတ်လုတ်တဲ့အလုတ်သမားကလေးတွေကိုကြတော့မှောက်ခိုင်းပြီးတော့ခေါင်းတွေကိုနင်းထားတာတဲ့ ပြီးတော့မှရှိသမျှပတ်စံအကုန်ယူသွားတာလို့ပြောဆိုထားပါတယ်။ဒါအပြင်ဒီသမလာ24ရက်နေ့ကလည်းမုံရွာမြို့တာစီလမ်းပေါ်မှာစိုက်ကယ်စီးပြီးတော့သွားလာနေတဲ့ International School ကကျောင်းဆရာမတအူးလူရက်ခံရပြီးတော့ငွေကျပ်7သိန်းကျော် iPhone 15 Pro ဖုန်းတစ်လုံးနဲ့ Samsung ဖုန်းတစ်လုံးတို့ပါသွားတယ်လို့ဒေသခံတွေကပြောပါတယ်။လူရက်ခံရတဲ့ဆရာမကစိုက်ကယ်စီးနေတုန်းမှာသူ့ရဲ့လွယ်အိတ်ကိုဆွဲလုပြီးစိုက်ကယ်ကိုကန်သွားတယ်လို့ပြောတယ်။ ဖုန်းနှလုံးနဲ့ပတ်စံ၈သိန်းကျော်ပါသွားတယ်လူကတော့ပိုးပဲ့ဒဏ်ရာရရှိသွားတယ်လို့ဒေသခံတအူးကပြန်လည်ပြောပြခဲ့ပါတယ်မုံရွာမြို့မှာလူတက်မှုလူရက်မှုဓမြမှုနဲ့ပြန်ပေးဆွဲမှုတွေမကြာခဏဖြစ်ပွားနေပြီးတော့အခုဒီဇင်ဘာလအတွင်းမှာအဲ့ဒီ၃ရက်ဆက်တိုက်ပြန်ပေးဆွဲမှုလူရက်ဓမြတိုက်လူတက်မှုတွေအပြင်မုံရွာမြို့ရတနာဘုံရက်ကွက်ကတကြီးပိုင်းအမျိုးသမီး၂ဦးနဲ့ချမ်းမြဝရီရက်ကွက်ကအမျိုးသားတအူးတို့ပြန်ပေးဆွဲခံရတာ ရန်ကင်းရက်ကွက်နဲ့လေဒီရက်ကွက်မှာဓမြတိုက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့သေးတယ်လို့မြို့ကန်တွေကပြောပါတယ်မုံရွာမြို့မှာစစ်ကောင်စီအုပ်စုတွေကဂိတ်တွေဖွင့်လမ်းစုံလမ်းကွက်တွေမှာစစ်စဲရိတ်ဂိတ်တွေထားလုံခြုံရေးအတားအဆီးတွေအများအပြားပြုလုပ်ထားတယ်လို့အိမ်စည်းကားတွေနဲ့ပတ်ကင်းလှည့်ကင်းတွေရှိနေပေမဲ့ပြန်ပေးဆွဲမှုဓမြတိုက်မှုနဲ့လူရမှုတွေကတော့ရော့ကြမသွားပဲတလားထက်တလားပုံပုံပြီးတော့ဆိုးွားလာတယ်လို့မြို့ကန်တွေကပြောပါတယ်စစ်ကောင်စီအုပ်စုဟာမုံရွာမြို့ပေါ်မှာဖြစ်ပွားနေတဲ့ပြန်ပေးဆွဲလူရဓမြတိုက်မှုတွေကိုဖမ်းဆီးတာမရှိပဲ ြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးတာကုန်ကားတွေခရီးသွားကားတွေနဲ့လုပ်ငန်းရှင်တွေကိုဖမ်းဆီးပြီးတော့ငွေညစ်တာတွေကိုသာပြုတ်လုံနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းမရိယာမြို့နယ်တပိတ်ချင်းမြို့နယ်နဲ့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်တို့မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့အကြမ်းမဆက်တကမရိယာမြို့နယ်ထန်းတော်ကုန်းရွာဖုန်ကြီးကျောင်းကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ခြင်းကြောင့်ကလေးငယ်နှောင်းဦးတေဆုံးခဲ့ရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မတရားမျိုးနဲ့တပိတ်ချင်းမျိုးနဲ့နောက်ချုံမျိုးနဲ့တို့မှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနဲ့အချမ်းမဲ့စစ်ကောင်စီတပ်တို့ကြားမှာတိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့သိရပါဗျ။ဒီဇမလ26ရက်နေ့ညနေ3:00နာရီမိနစ်20ခန့်မှာမတရားမျိုးနဲ့ထိုင်းတော်ကုန်ကြီးပါဖုန်ကြီးကျောင်းကိုအချမ်းမဲ့စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာကလေးငယ်နှစ်ဦးသေဆုံးပြီးပြည်သူ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မတရားမျိုးနဲ့လက်ကောင်းလေးကြီးပါဘက်ကနေပြီးတော့လှမ်းပစ်တာပါ26ရက်နေ့ဖြစ်စဉ်မှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီကပြစ်ခတ်ခဲ့မှုမှာကလင်းငယ်နှစ်ဦးသေဆုံးပြီးပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်လို့မန္တလေး PDF တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကိုအော်စမွန်ကပြောဆိုထားပါတယ်အကြမ်းမဆက်တာဟာစစ်ရှုံးလာတာနဲ့အမျှပြည်သူများကိုပြစ်မှတ်ထားပြီးတော့လက်နက်ကြီးများနဲ့တိုက်ခိုက်နေပြီးစစ်ရာဇဝတ်မှုများကိုအကြိမ်ကြိမ်ကျူးလွန်နေခြင်းဖြစ်တယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်တီးတိမ်မြို့နယ်မှာရှိတဲ့အကြမ်းဖက်ဆက်တပ်ရဲ့ခလာရ269တပ်ရင်းကတပ်သားမောင်စစ်ပိုင်ဖြိုးခေါ်ကိုဖြိုးဟာလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလာ18ရက်နေ့မှာခလာရ269တပ်ရင်းကတပ်သားမောင်စစ်ပိုင်ဖြိုးဟာ MA1 တပ်နက်တလက်ကြီပေါင်းနှစ်ခုလက်ပြပုံတစ်လုံးကြီတရာနဲ့အတူပြည်သူရင်ခွင်ကိုခေါ်လုံလာခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်တပ်သားမောင်စစ်ပိုင်ဖြိုးဟာအလင်းဝင်ရောက်တဲ့အချိန်က မတရားတဲ့အကြမ်းဖက်စစ်တပ်အတွင်းမှာမနေကျင်တဲ့အတွက်ဗတ်ပြောင်းခိုလုံလာခြင်းဖြစ်ကြောင်းပြောဆိုထားတာကိုတွေ့ရပါတယ်။ပြည်သူရင်ဝင်ကိုခိုလုံလာတဲ့မောင်စစ်ပိုင်ဖြိုးဟာအကြမ်းဖက်စစ်တပ်အတွင်းကို2021ခုနှစ်အောက်တိုဘာလကစတင်ပြီးတော့တပ်သားအဆင့်နဲ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးမကွေးတိုင်းအောင်လံမြို့ကဖြစ်ကြောင်းတင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ you <laughs>